ကျွန်တော်တို့ရဲ့ channel ကိုကြည့်ချူအပ်ပေးနေကြတဲ့ပရိသတ်များအာအန်ယူဂျီတဲ့ဘယ်ကအဲ့အဖာသမားအစိုးရရလေတလားကျွန်တော်တို့ဟိုတဲ့ဘာလဲနိုင်ငံတကာဘာလဲတရားရုံးကနေပြီးတော့တရားစွဲမယ်လို့တရားစွဲမယ်လို့လာချင်းကြောင်နေတယ်လီတက်ကဘေးကတော့ကြွသွားပြီတဲ့မင်းရဲ့ကြော်စိုးဦးရဲ့သဇင်းဦးရဲ့လက်ကြံသေးရယ်ဟာနော် ကျွန်တော်တို့အဲ့လောက်ဒီတိုင်းသည့်ပြည်သည့်တကဘာလုံးသည့်ရကျွန်တော်တို့အခုအန်ယူဂျီဆိုရကိုတိုင်ဟောသူတို့ပြောတဲ့ဖာသမအဆိုးရပေါ့ဗျာဒီအန်ယူဂျီဆိုရဆိုတာဘယ်မှာမှန်းလဲမသိဘူးနော်အဲ့လိုစာတန်းတွေထုတ်ပြီးတော့ကျွန်တော်တို့နော်ဝါတဲ့ဇိုးဘုံရဲ့ဂျုံစိုးဦးရဲ့ဒဇင်ဦးရဲ့တဲ့ဘာကဘာတရားခုံရုံးကနေဘာတွေလဲမသိဘူးဗျာကျွန်တော်တို့လည်းပို့လာတယ် နော်အခွေးမျိုးကဆက်နေတာပဲအမြင်နဲ့အကောင်ကဒီမှာဆက်နေတော့နော်ဒီဖုန်းနံပါတ်ကိုကျွန်တော်မန္တလေးမှာအောင်ဟိုဘာလဲကျွန်တော်ဒီဖုန်းနံပါတ်ကိုလိုက်နေတာတော့ကြာပြီဒီကောင်ရဲ့ရုပ်ကိုလည်းကျွန်တော်သိတယ်နော်ဒီကောင်တွေဖျဲသီးတွေနော်ဖျဲသီးတွေခွေးမျိုးတွေအဲ့တော့ကျွန်တော်အဲ့အရာတွေမပြောတော့ဒီကောင်တွေက ကျွန်တော်တို့ဗာပြောတော့မယ်ဆိုတာပြီးတော့လမ်းကြောင်းအောင်ပြောင်းလဲအဲ့တော့ကျွန်တော်ပြောချင်တာဟောပေါ့နော်နောင်ချိုလုံဆန်းရွာအရှိတ်တောင်ကျောတလျှောက်လုံးတွင်နဲ့ပလောင်နဲ့ PDF အင်အား300ခန်းခန်းစစ်ပြင်ဆင်လျက်ရှိကြောင်းမိမိတရင်ပြီးမှဖုံးဆက်လာတယ်တဲ့နော်သတိထားပါပေါ့နော်အာဟိုတက်မလို့တယ်နောက်တစ်ခုက မြင်းကြံမဲ့ပေါ့နော်မြင်းကြံဘက်မှာအခြေပြုလျက်လုံချိုရေးတာဝန်တန်းဆောင်လျက်ရှိသည့်အမတ်ခွန်ဆေးခြေကန်လေးကျင်ရေးတက်မှဘူကြီးကြော်ကြော်လွင်ဦးစည်းအင်အားမပြောဘူးပေါ့နော်ဝက်လူးနေမီ ရေစကန်မှာရေအုပ်မြင့်သောဦးစည်း เนาะปูบองอภွေอ่ะတဲ့အကျမ်းဖတ်သမားများမှာဒုံမုံချတိုက်ไก่လေးရရှိချောင်းကနဦးတရင်တင်ပြအဲ့တဲ့အခု9:24မိနစ်မှာ PDF 90ခန်းတည်ဆုံးနဲ့တပ်ဖွဲ့ဝင်တဦးကျွန်တော်တို့ဘက်ကပေါ့เนาะတပ်ဖွဲ့ဝင်တဦးကြဆုံးနဲ့တဦးကတန်ရရတယ်တဲ့စစ်ကူစစ်ချောင်းနဲ့เนาะအဲ့တော့ကျွန်တော်တို့မပြောတော့ဘူးအဲ့ဒါတော့ထားလိုက်တော့အဲ့တော့ ဟိုအချိန်နဲ့တပင်းကြီးအမြဲတမ်းပြောလိုက်တယ်ညီလေးတဲ့အတန်ကြားလိုက်ရတာဝမ်းသာတယ်တဲ့သတင်းဆိုတာတိကျမှကောင်းတာအကိုလဲနှထိုးမျိုးမှမနေရဘူးတဲ့ရွာကတစင်ကြားတာလေးပြောပြတာပါတဲ့ဝလူစကန်းနဲ့ထန်းစင်စကန်းအားလုံးတော့တဲ့နှထိုးစကန်းပေါင်းနေကြပြီးမြို့ထဲမှာလဲ PDF တွေ နေရာအနဲ့အပြားရှိတယ်ညီလေးတဲ့မြင်းကျန်မန္တလေးလမ်း ကိုထိန်းချုပ်နိုင်ရင်တော့ PDF တွေပြေးစရာမြေမရှိဘူးတဲ့အမြန်သာစော်စော်ပါတဲ့ရွာမှာလဲကြောင်းမဖွင့်ရဘူးတဲ့တီတာယွမှုဖုန်းနံပါတ်ရှိရင်ပေးပါလားတဲ့နော်တီတာယွမှုဖုန်းနံပါတ်လဲကျွန်တော်မှာပေးတာပေးစရာလည်းမလိုဘူးခမတို့ပါခမတို့စုံသန်းကျွန်တော်တော့သတင်းပေးရင်သတင်းပဲယူမှာနော်နောက်တစ်ခုကတော့ကိုဘုံနဲ့15ရက်5လ2025ရက်နေ့မှာမြင်းချံမြို့နယ်စီမီကုံချေးရွာ နေမီရဲစခန်းခင်ဟာအကြမ်းဖက် PDF 0ပျောက်ကြားတက်ကြီးအဖွဲ့လာရောက်တိုက်ခိုက်သည့်ဖြစ်စဉ်ကိုမင်းညံမျိုးနဲ့ရဲတပ်ဖွဲ့မှုရဲမှုဥတည်ဝင်မှအထက်သို့ကျင်းနဲ့ထုတ်ပြန်တင်ပြရာတွင်အင်အားကိုအမှန်တရားချင်းမရှိသည့်အတွက်မြေပြင်လက်တွေ့ရွရွကြွကြွခုခံကာကွယ်တိုက်ခိုက်ခဲ့ကြသော ရဲတပ်ဖွဲ့ဝင်တို့မှသိရှိပြီးเนาะမကြေမနက်တွေဖြစ်တယ်ပေါ့เนาะကိုဘုံမှာတစဉ်လာဘကအတိုင်းမူရဲတပ်ဖွဲ့မူကြီးနဲ့မြန်မာနိုင်ငံရဲတပ်ဖွဲ့ချုပ်ထိသိရှိအောင်တင်ပြပေးပါရန်လေးစားစွာတောင်းဆိုရပါတယ်တဲ့เนาะမျိုးနွယ်မူရဲမှုဥတင်ဝင်ကျင်းနှံထုတ်ပြန်ထားရတဲ့ပါဝင်သောအင်အားမှာရှီမီကုံရဲကင်းစကန်ရဲတပ်ဖွဲ့ဝင်ပေါင်း ရှိသည်ဟုတင်ပြထားသောလာရောက်တိုက်ခိုက်ရန်ရန်သူအင်အား30ကျော်ခန့်ဟုကြေညာထုတ်ပြန်ထားသည်မှာအမှားဖြစ်နေပါတယ်တဲ့မြေပြင်တွင် လက်တွေ့ခုခံကာဝယ်တိုက်ခိုက်ခဲ့သောကျွန်တော်တို့ရဲတပ်ဖွဲ့ဝင်မှပြောပြသည်မှာထိုစကမ်းတွင်စကမ်းမူရဲတချက်ကြီးဒုတချက်ရဲတသားနော်ရန်သူအင်အားမှ150ခန့်ရှိ အာလွန်အင်အားဖြင့်လာရောက်တိုက်ခိုက်ခြင်းဖြစ်သည်ထိုဟာသည်အဖြစ်မှန်ဖြစ်ပါလေတဲ့နော်တိုက်ပွဲဖြစ်စဉ်မှာ15ရက်9လ2025ရက်နေ့နနက်9:15အချိန်တွင်စတင်ပြီး7:30လောက်တွင်စတင်ငြိမ်၍9:20ခန်းလောက်တွင်အာလုံးရှင်းလင်းပြီးဖြစ်သည်တဲ့နော်အဲ့တော့ကျွန်တော်ပြောတယ်မလိမ္မာနဲ့မညာပါနဲ့အတက်တွေနဲ့နော်အာလုံးတိုက်ခတ်ခဲ့တာပါ ၎င်း၏စကမ်းရဲ့အနောက်ဘက်အော်တတိုင်းစီယိုသာခြားသောဘုံကြီးကျောင်းတွင်သို့အကြမ်းဖက်ပီဒီအမ်များဝင်ရောက်လာပြီးတိုက်ရန် နေရာခြားထားနေသည်ကို စကမ်းအနောက်တောင်တော့ဘောနောဘန်ကားထဲမှာကျွန်တော်တို့အပါဝင်နော်ရဲတပ်ဘက်ဝင်နော်ဘယ်နဲ့ဥပေါ်ဗျာစတင်မြင်တွေ့ပြီးစတင်ဝိုင်းဝန်းပြစ်ခတ်ကြရရန်သူများထိမှန်ပြီး ကစင်ကလေးအဖြစ်ကကျောင်းဝင်းအတွင်းမှအုပ်ပုံတစ်ပင်များအကာအွယ်ယူက ပြန်လည်တိုက်ခိုက်ခဲ့တယ်တဲ့ထို့သောအပြန်လည်ပြစ်ခတ်ကြရတွင်ရန်သူဘက်မှလက်ပစ်ဗုံးများနဲ့ဗန်ဂါရဲသို့ပြစ်ကြရတဲ့ကြားရောက်မှုမရှိပဲတလုံးမှာတော့တမာပင်အကိုင်းအားထိမှန်ပြီးဆက်သွေးမြောင်းတဲ့ရှိဒူးတက်ချက်ငိမ့်ချမ်းမောင်ဤရင်ငွေတို့ကြားရောက်ပေါက်ခွဲက နေရာတွင် အသက်ဆုံးရှုံးခဲ့ရပါတယ်တဲ့နော်ဒီတဲ့ update တော့မရှိတော့ဘူးเนาะဒါကိုဘာလို့ဆိုလို့ချင်တာလဲဆိုတာ ကျွန်တော်ရဲ့စေတနာတရားကိုသိတယ်ဆိုရင် ကျွန်တော်ဒီနှထိုးကြီးကိုမတိုက်ခင်3လ5ရက်អော်တယ်မြင်းညာကျွန်တော်ដောက်ចောက်អော်ပေးတယ်ទីလို့ជីកាအထဲတရားเนาะမတိရာယုံမှုရှိကိုကျွန်တော်သွားပို့ပေးခဲ့တာเนาะရန်သူအဖွဲ့နဲ့ဘန်ဂါဒီအုတ်တတိုင်းချပြီးဝါနှပြန် ဒါတော့တော့ဝေးကပြီးရဲတပ်ဖွဲ့ဝင်၄ဦးတည်တဲ့ဘန်ကာကင်းတဲ့မှာနော်ယူးယူးချွန်ချွန်ခုခံတိုက်ခိုက်ခြင်းကြောင့်ရန်သူဒီအုတ်တိုင်းခြေထိကတ်မလာနိုင်ပဲဘန်ကာတွင်၄ယောက်မှာတဲ့တယောက်ညာဘက်ပကုံးထိမှန်တန်ရာရရှိခဲ့တယ်တဲ့နော်ကြံရှိတဲ့၃ယောက်ကယူးယူးချွန်ချွန်ခုခံကွာကွယ်မှုနဲ့အတူလိန်ရင်ဖြင့်ဘိုးကျဲတိုက်ခိုက်မှုအချိန်မီရောက်ရှိလာသဖြင့် ရန်သူများအထိနာကဆုပ်ခွာသားသည်တဲ့လာတိုင်းမိသတင်းကိုလည်းတရက်ကြိုရှားထားတယ်တဲ့နော်ရဲစခန်းအားတိုက်ခိုက်ခဲ့သည့်အင်အားမှာ60တရာခန့်ရှိပြီးစီမီးကုန်ဆေးရုံတွင်ထိုင်နာသောတိုက်အင်အားကိုတဲ့ရဲစခန်းဘက်လာရောက်မကူနိုင်ရန်ရန်သူဝင်အား30ကျော်လောက်ကဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ပြီးလမ်းပိုင်းတွင်လည်းရန်သူဝင်အား15ယောက်ခန့်လောက်ကပိတ်ဆို့ထားပြီးထိုစခန်းအား အရာလုံးတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်တဲ့နော်စီမီကုံပပတ်လေတွင် PDF များဒါဖြစ်ပြီးစီမီကုံရွာတွင် တရာမ80ရာခိုင်နှုန်းလောက်သည် PDF များဒါဖြစ်၍စီမီကုံစကန်းအားအမြန်ဆုံးအင်အားဖြည့်ပေးပါရန်ကိုဘုံမှတစ်ဆင့်ပြောကြားပေးလို့ပါတယ်တဲ့တက်ကြီးကိုယ်တိုင်လည်းဒဏ်ရာရရှိပြီး သူတပည့်များ အထိနာသောကြောင့်နောက်တပြန်ထပ်မံ၍ကိုက်မိဟုချိန်ဝါထားပါတယ်တဲ့ခမတော်ကဟိုဟွာလေးစိုက်ကယ်မစည်းဘူးတဲ့ကောင်ကိုစီးပြီးတော့မှဟိုလင်းလင်းတချင်းနဲ့တင်နေတက်ကြီးဆိုတဲ့ကောင်ဒဏ်ရဝါရတဲ့ဒီတရင်နေရာအတိအကျတွေပေါ့နော်ဒါတရင်ဆိုတာလိန်လို့မရဘူးသူ့ဘက်ကိုယ်ဘက်အမှန်တော့ပြောရမှာပဲနော်အထိနာသောသောကြောင့်နောက်တစ်ချိန်မှာဘန်ကာအတွင်းမှာစကမ်းမကြရေးရွရွချွန်ချွန်ခုခံကာကွယ်ပေးခဲ့တော့ရဲတပ်ဖွဲ့ဝင်များနဲ့ အသက်ပေးသောသောရဲတပ်ဖွဲ့ဝင်တဦးတို့ကိုထင်ပေါ်အောင်ကြီးညာပေးစီလိုပါတယ်နော်အဲ့ဒါတကူနောက်တကူကမနေ့ကဒုံစရစ်ကျေးရွာတွင် ရှိသော ခမာယ989မှရန်သူများလာရောက်ခိုးအောင်နေကြောင်းတရင်ရရှိသောတဲကြီးကုံဖုံးကြီးကြောင်းခွင်းကျင်အားပြစ်ကတ်ခဲ့ရာတောင်းញန်းသူ9ဦးထိခိုက်ဒေဆုံးပြီးခုနှစ်ဦးတရန်ရရှိကြောင်း မိမိအဘာခံတယ်မှသိရတယ်တဲ့ဒီနေ့6နာရီတွင်နဲ့ရွှေကျင်နဲ့ညောင်လေးပင်အကြားကားလမ်းပေါ်တွင်ရှိသောအင်းဝိုင်းလက္ခဏာခေယာတောင်းကျသူအင်အား30ခန်းမှလက်နက်ကြီးလက်နက်ငယ်တို့ဖြင့်မိနစ်20ခန်းလာရောက်ပစ်ခတ်ပြီးထောင်လောင်းကျေးရွာဘက်သို့ပြန်လည်ဆုတ်ခွာသွားကြောင်းသိရှိရတယ်တဲ့ 989ကိုပြန်လည်တိုက်ခိုက်ဖို့လုပ်နေတယ်တဲ့အဲ့ဒီနေအဲ့ဒီနေရာကနေသွားရင်ဒရုန်းဖွဲ့ရှိတဲ့သူ့ရဲ့တမိန်ကျေးရွာတရဲတမိန်ကျေးရွာအမြောက်ဘက်ရှိတဲ့ဆင်းရွာကိုသွားပြီးတိုက်နိုင်တယ်တဲ့တတိထားတော့အဲ့ကျွန်တော်တီတီဒါကြတလောက်ကြီးပြောပေးတာနော်အဲ့ဒါတော့မှဟိုဘောတော့မလုံနိုင်ဘူးဆိုရင်လည်းကျွန်တော်လည်းမသိတော့ဘူးဗျာသိလားကျွန်တော်တို့ဒီ989တို့ဘာလို့ဆိုတာဒါကျွန်တော် ပြောခဲ့တဲ့เนาะနေရာတွေပေါ့เนาะငါကိုရှိကျွန်တော်ကျွန်တော်လိုင်းပေါ်ကနေတခါတလေကြာရင်အဲတချို့ပေါ့เนาะတောင်အောင်မြောက်အောင်တို့ဘာလို့ညာလို့ဆိုတော့အခုခင်ဗျားတို့ဟိုเนาะကျွန်တော်ကမပြောချင်လို့ပြောခဲ့တာတည်းရှိတာပေါ့မြင်းကြံမတိတရုံမို့ကြီးကားအထက်တရားဘာလို့သွားပေးရလဲနော်အခုမြင်းကြံမှာကြီးလိုက်တိုက်ပွဲတွေအကြမ်းဖက်နဲ့နဲ့ကိုင်တောင်းရန်သူ PDF တွေကပေါ်ဆောင်နေနော်ကိုယ့်ရဲ့ ဟိုဒါကတော့ပောက်ကိုတော့ဗောနော်ဒါကပောက်ကိုတော့လူတာဗောပောက်ကိုတော့အမတိရာယူမုံကိုဟိုជីကားအခါအထဲတရားလူလို့သွားပေးတယ်သွားပေးပြီးမကြောက်ကြည်လိုက်အမတိုက်ပွဲဖြစ်တယ်နော်သွားပေးပြီးမကြောက်တိုက်ပွဲဖြစ်ပြီခုနှတော်ကြီး၃လေး၅ရက်မကြောက်တိုက်ပွဲဖြစ်တယ်ငါးခုရှိ၃လေးရက်မကြောက်တိုက်ပွဲဖြစ်တယ်ဒါတော့អော်ပေးတယ်ငါးရှိခုခုဒုံစရစ် အဲ့ဒီ၅ရက်ကိုရတောင်းပဲမနေရအော်သွားတဲ့နေရာတွေကို KNUPD ရဲ့အပေါင်းပါတွေမိရှို့သွားတယ်။နော်။အဲ့တော့ကြတော့အခုကျွန်တော်တို့တို့ဟာတို့ဟိုတဲ့ဘာလဲ။တစင်ဦးတို့ကျော်စိုးဦးတို့ဟိုတဲ့။ဘာနိုင်ငံပိုင်တရားရုံးဘာလားမသိဘူး။တရားစွဲမယ်။မင်းတို့တော့ဒီ NUG နော်လေလိုင်းအစိုးရပေါ့ဖာသမားအစိုးရ ਨੇ ဒီ PDF တွေ ਨੇ ပြီးတော့ဘာတကားတွေပြောတာတော့ငလင်လောက်တာဟိုလိုင်းမော်ကနေစံနေလူတာတို့မစင်ကြချက်ပေါ်ကနေလူတာတို့ပြီးလို့ရှိရင်လေရင်ကြီးကနေပြီးတော့မှဘာဘာလို့လားဘောင်းနေဟုတ်လား ပေါက်တွေဖွင့်ပြီးတော့မှလိန်ကြီးကျဲသွားတာရို့မင်းတို့ယူနေပြီလားဟမ်ယူနေပြီလားလို့လိန်ရင်ပေါ်မှာပေါက်ဖွင့်လို့ရလားငါဒီတကလိန်ရင်နဲ့သွားရင်ငါလိန်ရင်ပေါ်မှာကောက်အောင်မယ်ပေါက်ဖွင့်ပြီးတော့ငါဒီမှာငါရဟိုကပေါက်ကလေးရှိတယ်နော်အဲ့ပေါက်လေးနဲ့လိန်ရင်ပေါ်ယူသွားပြီးမှငါလိန်ရင်ပေါ်မှာကကြည့်အောင်မယ်လိန်ရင်ကပေးဖွင့်လားပေးမဖွင့်လားတော့ငါလည်းမသိဘူးနော်လိန်ရင်ကငါတို့လိန်ရင်ပေါ်တက်တာနဲ့ လူကြီးမင်းရဲ့ဖုန်းတွေကိုနော် air fly မှုတင်ထားပါနော်ပြီးလို့ရှိရင်ကပတ်တွေကိုပတ်ထားပါဘယ်နဲ့မင်းတို့ကြမှာကွာငါတို့မှလိန်ရဖောက်တွေဖွင့်ပြီးတော့မှဘုံကျဲတယ်ဆိုတော့ဟာမင်းတို့လို့စောက်ပေးစောက်တုံးစောက်ဘောတွေအဒီပန်းရင်းတွေပါမင်းတို့အခုအိုဒိန်ဝင်းွာတွေနဲ့ပတ်သက်ပြီးတော့ထုတ်တယ်တဲ့မင်းတို့အဲ့ဒီလူကလေးတွေတည်တဲ့ဟာကိုလည်း တရားမှလည်းမပြနိုင်ဘူးအဲ့ဒီကလေးတွေတည်တဲ့ဥစ္စာအတူလို့အတူကြီးအဲ့မှာចောင်းသိန်းတွေဝှက်ပြီးတော့ဆောင်းကြီးတွေပတ်ပြီးတော့မှငိုတဲ့ငိုကငါတော့မပြောတတ်တော့ဘူးငိုတဲ့လူကရီရီတဲ့လူကငိုအဲ့လိုဖြစ်နေငိုတဲ့လူကငိုရီတဲ့လူကရီနေတာနော်အဲ့တော့မင်းတို့နိုင်ငံတကာကိုအဘကားကြောင့်ဒီဦးမင်းအောင်လာရ အခုရုရှားဆိုလဲအေစေဘီလာရုဆိုလဲအေစေအရိုးနိုင်ငံတော်ရဲ့တမရဖြစ်မဲ့ခေါင်းဆောင်ပဲဒီမှာပါတမရဖြစ်ပါပါနော်ရှင်ကြည်ပြင်းတယ်ဆိုတော့လက်ဆွဲနှုတ်ဆက်နော်အစသာရမင်းတို့အကုန်လုံးရှုံးနေသွားတော့ကျွန်တော်တို့မြန်မာပြည်မှာအညာသူအညာသားတွေခမားတို့ကျွန်တော်အားနာတယ်ခမားတို့အဲ့လောက်မအားကြပါနဲ့နော် မားကြပါနဲ့ခမားတို့ကျွန်တော်ခမားတို့နားလဲအောင်ကျွန်တော်ပြောမယ်နော်အခုမြင်းကြမ်းမှာစစ်ဖြစ်တယ်ခမားတို့ကျွန်တော်ဒီအကြောင်းလေးကိုဘာလို့ထက်ခါထက်ခါပြောရတာလဲဆိုရင်အဲ့ဒီစစ်ဖြစ်တဲ့နေရာတွေကခမားတို့ရွာသူရွာသားတွေကျွန်တော်တို့နိုင်ငံသူနိုင်ငံသားတွေပိုင်တာမဟုတ်ဘူးလားဗျနော် ဲ့တော့စစ်တပ်နဲ့မြင်းကျမ်းမှာရှိတဲ့တပ်နဲ့ပြည်သူစစ်နဲ့ရဲတပ်ဖွဲ့ဝင်နဲ့ရင်ထိန်တပ်ဖွဲ့ဝင်နဲ့ဝင်ဝင်နဲ့ဝင်ကြီးဌာနဆိုင်ရာတွေနဲ့ပေါင်းလို့မှဘလောက်တန်ကြီးရှိမှာလို့အဲ့ဒါနိုင်ငံတော်ပိုင်နေရာတွေခမရိုပီဒီအရိုင်မြင်းကျမ်းဝင်လာပြီဆိုတာနဲ့နော်အကြမ်းဖက်တောင်းကျမ်းသူလို့ကြေညာထားတာအလကားမဟုတ်ဘူးအခုချိန်ဒီအကြမ်းဖက်တောင်းကျမ်းသူပဲ ။ဘာဖြစ်လဲသူဘုံကျဲတယ်လေ။ခမရတို့ပြည်သူတို့ရဲ့အိုးအိမ်အသက်စီးစိမ်အိုးအိမ်ပဲဆုံးရှုံးရတာမဟုတ်ဘူးလား။ခမရတို့စဉ်းစားတော့ကျွန်တော်ပြောနေတာခမရတို့အခုကြည့်လိုက်မြန်မာတနိုင်ငံလုံးကိုပတ်ကြည့်လိုက်ငလီလှုပ်တယ်မနေညာလည်းကျွန်တော်လိုက်လွင်နေလှုပ်တယ်ငလီနေမန္တလေးမှာဟောလာသေးပြန်ပြီခမရတို့အပြင်ထွက်ဆို တန်ဖုံးတွေတီးပြီးတော့ဆန္ဒတွေပြလက်သုံးယောက်တောင်းအခုခင်ဗျားတို့အပြင်းနေထွက်နေကြရတယ်မှတ်လားအပြင်းထွက်ရတဲ့လူတိုင်းကိုကျွန်တော်မပြောချင်ဘူးသူတော်ကောင်းကတယောက်ရှိပြီးတော့မှ သူရုံမှာအယောက်တရာရှိရင်အဲ့ဒီသူတော်ကောင်းလည်းအဲ့ဒီသူရုံမှာကြားထဲမှာပဲထွက်ရတာပဲပါသွားတာပဲအကျွန်တော်တို့ကတော့စစ်တပ်အားပေးပါတယ်တိုင်းပြည်အေဂျင့်တို့နေပါတယ် နိုင်ငံကိုအေးချမ်းစေချင်ပါတယ်ဆိုပြီးတော့နေတဲ့လူကလည်းအဲ့လူရုံးမှာရောက်တရာလောက်ရှိရတော့တယ်မှာသူက၄၅ရောက်လောက်ရှိရင်အဲ့လူတွေလည်းထွက်ရတာပဲနော်အဲ့တော့ခင်ဗျားတို့ယုံမတက်တဲ့ယုံထွက်တို့လက်သုံးချောင်းတော်ပြီးအပြင်ထွက်တို့နော်ပြည်သူအနာပြည်သူပြန်ပေးလို့လားထွက်ခဲ့တာအခုတော့ညာလားနေလားမသိဘူးလှုပ်ရင်ထွက်နေရတာပဲလေအကုန်လုံးကမဟုတ်တာရှိတယောက်ပြောတာ ဒါအရှိတရားနော်အရှိတရားကျွန်တော်ပြင်ဦးလေမှာတော့ဘာထွက်ရအောင်အစ်စင်အေးမလောက်ရဲဆိုတော့ကျွန်တော်သမီးရထပြေးတယ်အဖေးတော်မခေါ်ဘူးသူကတန်းပြေးတာအတိတယ်သူကအဲ့တော့ခင်ဗျားတို့လောက်ခဲ့တဲ့ဥစ္စာတွေလေလောက်ခဲ့တဲ့ဝိတ္တိခင်ဗျားတို့ပေးဆက်နေရတာညဆိုရင်ခင်ဗျားတို့မအေးရဲတော့ဘူးဟုတ်လားဖြစ်နေတာဖြစ်နေတာ ဗိုလ်ချုပ်ဝင်းဦးမင်းအောင်လာအစေပဲဦးတန်းရွှေလည်းအစေပဲဦးသိန်းစိန်လည်းဦးစေပဲဦးမင်းဦးဦးခင်ညွန်လည်းအစေပဲဦးမောင်ရေးလည်းအစေပဲအားလုံးအစေခင်ဗျားတို့စဉ်းစားတော့စစ်တပ်နဲ့ပတ်သက်တဲ့အတိုင်းဝိုင်းတော်တော်များများဘာမှမဖြစ်ဘူးခင်ဗျားတို့နားလည်အောင်ပြောပြတာအခုခင်ဗျားတို့အဲ့ဒါကိုဘာလို့ပြောချင်တာလဲဆိုရင်ခင်ဗျားတို့မြင်းကြံကိုခင်ဗျားတို့ပြောတဲ့တက်ကြီးတို့ဟိုကောင်နွားကြောင်သားမိုက်ခဲတို့ကတိုက်မယ် စစ်တပ်ကဘာမှမဖြစ်ဘူးနော်စစ်သားဆိုတာဂရေဂျီတူတွေဂရေဂျီတူဗာလဲဂရေဂျူဒီတွေဟုတ်လားလာစာတွေခန်းစားခွင့်တွေရဲတွေအားရတယ်နောက်ဆုံးအတီမပြူသေးလို့6လတို့တနည်းတို့ကြာသွားလို့ရှိနေအောင်မကိုယ်ချင်းချင်းဝိုင်းဝန်းပြီးတော့မှထားပေးထားသေးတယ်၊ကူညီပေးထားသေးတယ် မင်းတို့ PDF တွေနဲ့ PDF ပေါင်းပါတွေအားလုံးကဘယ်မှာလဲဖြည့်ကြည့်အောင်ဟမ်ခင်ဗျားတို့အားပေးကြတာလေအခုတော့ရွာတွေလည်းကြားလဲကြအောင်တမတော်ယူအမြန်လွတ်လိုက်ပါတို့ဟောတမတော်ကြီးအမြန်လာပါတို့ခင်ဗျားတို့ပူပေါင်းမှရမှာပေါ့နော်ကျွန်တော်ဇော်ဘုန်းကြီးပြောပြီးသားခင်ဗျားတို့တမတော်နဲ့ပြည်သူနဲ့ပူပေါင်းမှာ အစင်တော်ဝရလမ်းစမ်းနဲ့တက်မတော်ပါခမားတို့ကြိုးစိုးပါတယ်နော်တက်မတော်သားတွေဆိုတာခမားတို့ပြည်သူနဲ့တစိတဲ့တဝန်းနဲ့ပါခမားတို့ကတက်မတော်သားတွေကိုဝလုံးချီးတုပ်ပြီးရမ်းလို့စစ်ခွေးတို့ဘာတို့ညာတို့ပြောလို့ကျွန်တော်တို့တက်မတော်သားတွေကဒါတွေကိုတော့ခွင့်လို့ပြီးတော့မှ အမိန်တခုရဲ့အောက်ကနေခမားတို့ရဲ့ဒီကကြီးသုံးပါးကိုကြော်လွှားနိုင်အောင်ရေပေးဟုတ်လားမလင်ပေး မိဘအားလုံးပူပေါင်းပြီးတော့လှုပ်ပေးနေတဲ့တပ်မတော်သားလေးတွေပါအဲ့တော့ခမားတို့ကစောင့်မွေးရပါဉာဏ်ပညာအသိဉာဏ်ပညာမရှိတော့နော်သူများပါတဲ့ချီရကိုကောင်းလေးရောက်ပြီးတော့စစ်ခွေးစစ်ခွေးလို့ပြောခဲ့တာတော့ကျွန်တော်တို့တပ်မတော်သားတွေကမနာနိုင်ဘဲနဲ့ခမားတို့ပြည်သူလူထုအတွက်အများကြီးပေးဆက်နေတာ